ော်တိုက်ပွဲကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ဖို့ဒရုန်းနဲ့ကင်းထောက်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီကအပြည့်အစဲကြောင်းထုတ်ပြန်ပြီးနောက်ဗမော်တိုက်ပွဲမှာအနှဲငယ်ငြိမ်သက်သွားပြီးဒရုန်းတွေနဲ့နှစ်ဖက်ပြန်လည်တိုက်ခိုက်မှုတွေရှိနေတာပါ။ရဟယင်နှစင်းတိုက်ခိုက်ခံရမှုအပြီးစစ်တပ်ရဲ့နှီးဖြူဟာကလျင်မြန်မှုထက်လုံခြုံမှုကိုသာအသားပေးလာတဲ့အနေအထားရှိနေတယ်လို့သုံးသပ်ရပါတယ်လို့ CDN ဗိုလ်ကြီးစင်ရောက ERI Times ကိုသုံးသပ်ပြောဆိုပါတယ် ပြီးခဲ့တဲ့ရပိုင်တွင်ကျေးရွာနှစ်ရွာမှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့်ထိတွေ့တိုက်ပွဲအနှဲငယ်ရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီကအင်အားဖြည့်တင်းမှုဒဏ်ရာရလူနာတွေကိုမိုးညင်းမြို့နယ်ဟိုပင်ခလာရ40မှာ ပို့ထားပြီးအင်အားထပ်မံစုဖွဲ့ထားတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ အင်အားဖြည့်အဖွဲ့တွေကိုမြေကြီးနားကနေရဟန်းရင်နဲ့ပို့ဆောင်မှာကရဟန်းရင် ပြန်တန်းတဲ့ခီးစဉ်ပေါက်ကြားနိုင်တဲ့အတွက်ဟိုပင်ခလရ40ကနေဗမော်ကိုပို့ဆောင်မဲ့အစီအစဉ်တွေပြုလုပ်ထားတယ်လို့စီရေးတရင်ရင်းမြစ်စီကလည်းသိရပါဗျ။စစ်ကောင်စီကကချင်ပြည်နယ်တွင်မြေကြီးကြီးနေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးတပ်ပြောင်းရွှေတွေနဲ့ချစ်ချောင်းထိုးမှုတွေကို Y8Y12 လင်းတွေနဲ့လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ဗမော်စကောင့်တင်းကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကဗမော်တဖက်ကန်ဆင့်ကင်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုဒရုန်းနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်အရက်သားပြည်သူနှစ်ဦးသေဆုံးခဲ့ပါတယ်။